ကားပေါင်ခင်မှာဓမြတိုက်ခံခဲ့ရတဲ့အိုနန္ဒာနဲ့ဇနီးတဲ့မန်ချက်စတာနဲ့တည်းရဲ့ကိုသမအိုနန္ဒာရဲ့ဇနီးဖြစ်သူမယ်လနီကာမာယူရိုဟာအီတလီနိုင်ငံစားဆန်တစ်ခုရဲ့ကားပေါင်ခင်မှာတံမိုးကြီးပစ္စည်းနှစ်ခုဓမြတိုက်ခံလေရတယ်လို့သိရှိရပါတယ်ရဲရဲကိုသမောင်းဦးနန္ဒာနဲ့ဇနီးတေဟာပေါင်6200တန်ဖိုးရှိတဲ့ဟာဘတ်ဘာဂင်အိတ်နဲ့ရိုလက်စ်နိုင်တလုံးအလူခံခဲ့ရတာလည်းပဲဖြစ်ပါလေ မော်ရယ်ကမာယူအမက်စရာ29နှစ်တုန်းကရှီချိုင်းရမှာရှိတဲ့ဒေလီဆောက်ဆန်တစ်ခုရဲ့အပြင်ဘက်မှာအလူခံခဲ့ရတာလည်းပဲဖြစ်ပါရယ်။ Oranari Zani Tan ကနေလူယူသွားတဲ့အသက်25နှစ်အရွယ် Lian Rose ကိုရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထားပြီးဖြစ်ပြီးဓမြတိုက်လူရဲမှုအဖြစ်အစွဲချက်တင်ထားတယ်လို့သိရှိရပါရယ်။ဒီလူရတဲ့တခိုးကလည်းချီချိုင်းရရွာမှာနာမည်ကြီးဒီဇိုင်နာဘရန်ပစ္စည်းတွေကိုပဲလူယူတက်တဲ့သူတယောက်လို့လည်းနာမည်ကြီးပါလိမ့်။သူတို့လာမဲ့လမှာမန်ချက်စတာတရားရုံးမှာရုံးနေစစ်ဆေးခံရဖို့ရှိနေပါလိမ့်။ ကာမရွာဇိုင်းကံပစ္စည်းတွေကိုနှက်တဲ့သူတယောက်ဖြစ်ပြီးသူမရဲ့ဆိုရှယ်မီဒီယာမှာကင်မွန်းလေဗစ်ဂုဒမအွန်နာနာနဲ့အတူတစိုက်ပါလက်ကန်အိတ်တွေနဲ့ဓာတ်ပုံတွေကိုမကြာနာဆိုသလိုတင်လေရှိသူတယောက်လည်းပဲဖြစ်ပါလေကာမယုံနဲ့အွန်နာနာတို့ဟာ2023ခုနှစ်မှာလက်ထပ်ခဲကြတာဖြစ်ပြီးအွန်နာနာဟာအင်နာမီလန်တင်းကနေရွာတဲ့အသင်းကိုပြောင်းရွှေ့လာတဲ့အချိန်မှာလေကာမယုကလည်းသူ့ရဲ့နောက်ကိုလိုက်ပါခဲ့တာလည်းပဲဖြစ်ပါလေသူမရဲ့ Instagram စာမျက်နှာမှာတော့သူမကိုသူမမိခင်တယောက်စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့ Pride လုပ်ငန်းတအုပ်လို့ဖော်ပြထားပါလေ သူတို့ဇနီးမောင်နှံဟာအတာလီရက်ရှ်မှာခြေချနေတိုင်းပေမဲ့အိုနာနာရဲ့ယူရတဲ့ဇာမဘွားအနာကက်ကတော့မသေးကြသေးပါဘူး။နေပြမရင်းကသူ့ကိုသုံးမလို့တော့ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့အိုနာနာအပါအဝင်သူတို့မိသားစုဟာနှွေရသည်မှာပဲအသင်းပြောင်းရွှေ့ရဖို့လည်းပဲဖြစ်နိုင်ပါလိမ့်။ဥရောပပြိုင်ပွဲဇာကွင်ပိတ်ပင်ခြင်းခံရလာနေတဲ့ချယ်စီကျဲတဲ့နေရာ UFA ရဲ့ဘာနာကြီးမျှတာစွာသုံးဆွဲရေးဥပဒေကိုချိုးဖောက်မှုတွေဥရောပပြိုင်ပွဲကစားကွင်ပိတ်ပင်ခြင်းခံရလာနိုင်ပါလိမ့်။ ကျဲဒီနေရမကြသည်မိတို့ကမျိုးသမီးရဲ့အသင်းကိုကမ္ဘာဆန်ကျင်ရေးဈေးနှုန်းပေါင်သန်း200နဲ့အယောင်ချခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျဲဒီနေရမျိုးသမီးရဲ့အသင်းကိုတည်တံ့ရည်တည်ဈေးရန်အတွက်အယောင်ချခဲ့တာဖြစ်ပြီးဒီအောင်ငွေတွေကြောင့်ပန်တိုင်းစီးမင်းတွေကိုအလွယ်တကူရှောင်လာနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အမျိုးသမီးအသင်းကိုရောင်းချမှုနဲ့ဒူနောက်23နောက်24ရာသီမှာခွန်မဆောင်မီအမြတ်ပေါင်128ဒသမ4သန်းထိအယောင်ရှိခဲ့ပါလိမ့်။ UFA ရဲ့စီမင်းတွေအရာကလပ်တွေအနေနဲ့300ဒီအတွင်းမှာပေါင်သန်း190ထက်ပိုရှုံးခွင့်မရှိပါဘူး။ ။တပတ်မှလည်းချက်သေးသေးရဲ့မျိုးသမီးအသင်းကိုရောင်းချမှုပေါ် UFA ကခွင့်ပြုပေးခြင်းမရှိပါဘူး။ဒါပြင်ချက်သေးသေးရမျိုးသမီးအသင်းကိုရောင်းချလာမှုနဲ့ဒူပရီးမီးယားလီဂ်ရဲ့အမြတ်နဲ့ရေချေတီးတန့်ရေးစင်းမြင့်ကိုရှောင်ကွင်းထားပါလိမ့်။ချက်သေးသေးကမျိုးသမီးအသင်းကိုသာမကကလပ်ပိုင်ဆိုင်ထားတဲ့ဟိုတယ်နှလုံးကိုလည်းပေါင်86ဒေါ်လာ3သန်းနဲ့ရောင်းချထားသေးတာလည်းဖြစ်ပါလိမ့်။နောက်ပိုင်းမှာပရီးမီးယားလီဂ်ကကြောင်းဝင်လာတဲ့အချိန်မှာတန်မှုကိုပေါင်6သန်းရှော့ချပေးခဲ့ရပါလိမ့်။ အခုကမှတော့ချက်သေးသင်းကမျိုးသမီးသင်းကိုရောင်းချမှုနဲ့ပတ်သက်ပြီး UFA နဲ့ဆွေးနွေးမှုတွေပြုလုပ်နေရပြီလည်းပဲဖြစ်ပါလေ။နာဆာကလည်းကြာစားလာတဲ့ဗန်မနီအသင်းကနေထွက်ခွာရောမဲ့တောမတ်မူလာ။ဂျာမနီကနေဝင်တောမတ်မူလာကအခုရာသီအကောမှာနာဆာ9နှစ်ကြာစားလာခဲ့တဲ့ဗန်မနီအသင်းကနေထွက်ခွာရောမှာဖြစ်ကြောင်းတရားဝင်ကြေညာပြောဆိုလာပါလေ။အသက်35နှစ်ရွယ်မူလာဟာဗိုင်မနီအသင်းရဲ့တမိုင်းမှာ943ခုနဲ့ပွဲအများဆုံးကစားထားသူ 249ခုနဲ့တတိယဂိုးအများဆုံးသွင်းယူထားသူတမိုင်းမှတ်တမ်းစိုက်ထူထားသူလည်းပဲဖြစ်ပါလေ။ဂွေးလက်တဆစ်ဇာမဟာဒုတိယတဆစ်မှုအဖြစ်လဲကစားနိုင်သူတယောက်ဖြစ်ပြီးဘိုင်ယန်မြူနဲ့အကယ်ဒမီထွက်တဦးလည်းဖြစ်ပြီး2008ခုနှစ်မှာကလပ်အတွက်ပထမဆုံးကစားခွင့်ရရှိခဲ့တာလည်းပဲဖြစ်ပါလေ။တော်ဘာမနီယာတင်းတဲ့ဒူဘနက်စတီကဆက်နှစ်ချိန်ချမ်ပလီဖလားနှစ်ချိန်အပါအဝင်ဆူလာ33လုံးအထိစကူရရှိထားပါလေ။ဇော်လာမှာစာချုပ်တန်းကုံဆုံးမဲ့မူလာကပြိုင်မကင်းတွေ့ကြုံဒီဂျယ်တွေ့ဆုံမှု မမေ့နိုင်စရာအောင်ပွဲတွေနဲ့ထင်းကိုထားတဲ့ကြီးကျယ်ခမ်းနားတဲ့ခီးတစ်ခုဖြစ်ပါလေ။ကိုချေးရတဲ့ကလပ်နဲ့ဒီစားမားပေါက်ကိုဖျက်တမ်းခွင့်ရတာအရန်ကိုပြောစရာကောင်းတယ်လို့တကယ်ပဲကျွန်တော်ဂုဏ်ယူမိပါလေ။ကလပ်ပရိသတ်နဲ့ဆက်နွယ်မှုကလည်းရာသပန်ရှိနေမှာပါ။စူလာတွေနဲ့အတူအောင်ပွဲခံပြီးတော့နှုတ်ဆက်လိုပါလေ။ဒီခက်တဲ့တွေကိုလည်းရှေးအမှတ်ရသွားပါမယ်။လာမယ့်ရသမတ်တွေမှာမြို့နယ်ကိုမှတ်ပေးဖလားယူဆောင်လာပေးသွားပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ ဂျော်နီသိန်း132ပွဲကစားထားပြီး45ကိုသွင်းယူထားတဲ့မူလာဟာ2010ခုနှစ်ကမ္ဘာ့ပြိုင်ပွဲမှာရွှေဘိနက်ဆုစကူရရှိခဲ့တယ်လို့2014ကမ္ဘာ့မှာလည်းစကူရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။မူလာအခုရာသီမှာဘိုင်ဝနီအသင်းအတွက်ဘောနပ်စတီယာ24ပွဲပါဝင်ကစားထားပေမဲ့လို့၈ပွဲတည်းသာပွဲထွက်ခွင့်ရရှိထားတယ်လို့တကူတည်းသာသွင်းယူထားတာလည်းပဲဖြစ်ပါတယ်။ဘိုင်မနီတဲ့ဒုတိယနေရာမှာလေးပါအောင်စင်အသင်းကိုကိုယ်အမှတ်ဖြတ်ပြီးမပေးကြကိုဥဆောင်ထားပြီးတဲ့နောက် ဂျပန်ကော်လာဖိုင်နယ်မှာလည်းတက်ရောက်ရှိထားတာလည်းပဲဖြစ်ပါရယ်။ဗျာမန်နီပြောင်းကိုနှာခေါင်းညှင်းမှုအတွေ့၃ပွဲခံလဲရတဲ့ Special 1ကြီး Morning ဟို။ဖီဒမာဂျီသင်းရဲ့နီပြောင်းဟိုစင်း Morning ဟာတူရီရှုံးတက်ဖလားပွဲစဉ်ပြီးမှကရတာဆေးရဲ့နေပြဘိုရက်ရဲ့နှာခေါင်းကိုညှင်းမှုအတွေ့၃ပွဲပဲပြစ်ဒဏ်ချမှတ်ခြင်းခံလဲရပါရယ်။ဒီပြပြကတော့ကာတာဆေးကိုနှစ်ခုတခုနဲ့ရှုံးနေပြီးတော့နှစ်ဖက်နေပြတွေဟာဒန်လူကြီးတွေနဲ့တွဲဆုံခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်။မော်ရီယာဘူရက်ကိုနောက်ကနေချိတ်ခဲ့ပြီးတော့နှာခေါင်းညှစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အသက်50တနှစ်ရွယ်ဘူရဟာနှာခေါင်းညှစ်ခံရပြီးနောက်ကွင်းမြက်ခင်းပေါ်မှာမှမျက်နှာကိုဖုံးအုပ်ပြီးလူလိတ်နေခဲ့တာလည်းပဲဖြစ်ပါလေ။ဂျဲစီ၊စပါ၊မိုင်းရတဲ့ရီယယ်မက်ထရစ်နေပြဟောင်းဟာ၃ပွဲပဲပြစ်တဲ့အပြင်တူဂီလာယာ2,900ကိုလည်းဒဏ်ရာချင်းခံခဲ့ရပါလေ။ဇော်ဝနောင်ရတာစီဟာမော်ရီယိုမှာဘူရက်ကိုဂိုဒီလက်ရောက်ကျူးလွန်မှုတွေပြင်းထန်စွာအရေးယူဖို့တောင်းဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ မီဒါဘာကြီးကလည်းဗိုလ်ရက်မှာသရဏနဲ့ပြစ်ခံရသလိုဟန်ဆောင်ခြင်းဖြစ်ပြီးကြိုတင်စီစဉ်ထားသလိုပဲလှုံ့ဆော်ခဲ့ကြောင်းပြန်လည်ဆွဆွဲပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီဘက်စီရဲ့အချိန်ပေါ်မှာနှစ်ဘက်အရန်ကုန်သားချင်းချင်းမြောက်မှုမှာပါဝင်နေမှုကြောင့်ဖီနာဘာကြီးအရန်စားမှာမယန်နက်စ်ကာလာဒါစီအရန်စားမှာတွေဖြစ်ကြတဲ့ KND မှာဘေးနဲ့ EMS တို့မှာလည်းအနီးကပ်ပြသခြင်းခံခဲ့ရတာဖြစ်ပါလိမ့်။ ယရက်စ်ဘောင်ဒီဖြစ်အတွက်တပွဲပဲပွဲပဲခံခဲ့ရပါလိမ့်ကနာဒါဆေးကတော့မော်ရီဝါအရက်ဘတ်တရားရုံးမှာတရားဆွဲဆိုနိုင်ရတဲ့အမှုဖွင့်ခဲ့ပေမဲ့ဒီအမှုကိုပယ်ချခြင်းခံခဲ့ရပါလိမ့်ဒီအရင်မှာသူတို့အသင်းကလွဲချော်မှုတွေတိတ်ကိုအများပြားခဲ့တယ်လို့ဝန်ခံပြောဆိုလိုက်တဲ့ဒီဂန်ရိုက်စ်အောင်စံဒီရဲ့ဒီကွင်းလန်ဇာမာဒီကန်ရက်စ်ဟာဒီနေ့ဘောလုံးရာသီမှာသူတို့အသင်းကလွယ်လျှော်မှုအတင်အကျပ်များစွာရှိခဲ့တယ်လို့ကံပြောဆိုလိုက်ပြီးမဲ့ ရာသီပြီးဆုံးဒီအထိအသင်းရဲ့လာလာအပေါ်ကောင်းမြင်နေစေဖြစ်တယ်လို့အခိုင်အမာဖွင့်ရပြောဆိုလိုက်ပါလိမ့်။အာဆန်နယ်ရဲ့အင်္ဂလန်ကွင်းလယ်ကစားမဒီဂန်ရိုက်စ်ကတော့ဒီရာသီမှာကျွန်တော်လွှဲချော်မှုတွေကအတိမ်များသွားပါပြီလို့ဝန်ခံပြောဆိုခဲ့ပြီးလောသင်းကတော့ရာသီအဆုံးအထိဖိအားပေးသွားမယ်လို့လည်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ရဲ့အာဆန်နယ်အသင်းဟာကိုရီးယားဘက်မှယမနေ့ကနေပြည်တော်မိုးရက်ဆဲဗရန်သင်းကိုတကူတကူနဲ့တည်ချောက်ရတာလည်းပဲဖြစ်ပါလိမ့်။ ဒီဘက်မှာ34မိနစ်မှာထရော့ဆက်ရဲ့ဂိုးနဲ့ဘွဲကိုဦးဆောင်စားနိုင်ခဲ့ပေမဲ့49မိနစ်မှာအေဗရန်သင်းကိုပင်နတီပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒေဗနတီကိုရန်ဒီအေးကကန်သွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီဂန်ရိုက်စ်ကတော့သူတို့အနေနဲ့ထင်းရှုံနိုင်တာတွေကိုအာရုံစပြီးဘွဲတွေကိုတက်တန်သမျှအနိုင်ယူဖို့ပဲကြီးရွယ်ထားတယ်လို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အော်စတြေးလျဒီယာဒီမှာဆက်လက်ပွဲအထိတေးကြပြီး၃ဘွဲတီရှုံးနေထားတာကြောင့်အမှတ်တွေအများကြီးလွဲချော်ခဲ့ရတယ်လို့ဒီကန်ရက်စ်ကဝန်ခံပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ကျွန်တော်မပေးစရာမှာဒရုန်းနောက်မှာပဲရှိနေတာကိုသိပါရယ်ကျွန်တော်ထန်းချုံနိုင်တာကတော့ကျွန်တော်ရဲ့လက်ကျန်ပွဲစဉ်နဲ့အားလုံးကိုအနံ့ရဖို့ပဲဖြစ်ပါလိမ့်။ဒီရသည်မှာကျွန်တော်တို့လွယ်လျော်မှုတွေချိန်ပေါင်းများစွာရှိကားခဲ့ပါပြီ။ဒါပဲလည်းပဲကျွန်တော်တို့သူတို့ကိုဆက်လက်ပြီးရောဖီအားပေးသွားမှာပါ။ဒါပဲကျွန်တော်တို့လုံနိုင်တာပါလို့ဒီဂန်ရိုက်စ်ကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒီကရိုက်ဆာရီယာဒီမာစနယ်အသင်းအတွက်အမြဲလိုလိုပါဝင်စားနေရသူဖြစ်ပြီးပရီးမီးယားလိပွဲပေါင်း30မှလည်း26ပွဲအထိတောင်ပါဝင်ခဲ့ရပြီးပြိုင်ပွဲအလုံးမှာဆိုရင်40ပွဲကစားခဲ့တာ9ဂိုးသွင်းပြီး6ဂိုးဖန်တီပေးထားပါလိမ့်။အင်္ဂလန်ဂျယ်ဝင်ဒီကရိုက်ဆာချမ်ပီယံလိကိုလည်းအာရုံစိုက်ထားပြီးအာဆင်နယ်ရဲ့ကွာတာဖိုင်နယ်မှာရီယယ်မထွေအသင်းနဲ့ရင်ဆိုင်ရမယ့်နှစ်ကျော်စလုံးအတွင်းပြင်ဆင်လေးရရှိနေတာလည်းဖြစ်ပါလိမ့်။ဒီကရိုက်ဆာအသင်းနဲ့ဒီအာဒီမအောင်မြင်မှုတွေရယူနိုင်မယ်လို့အပြေအဝယုံကြည်မှုရှိရမယ်လို့လည်း ဖွင့်ဟပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ်။နေပြာရီတာကတော့ယမနီကပွဲမှာလီမန်ဒန်ယာရဲ့အာဗရန်အသင်းတွေပင်နယ်တီခြေပါကိုမှလုံးဝမပေးသင့်တဲ့ပင်နယ်တီဖြစ်ကြောင်းဖွင့်ဟပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါတယ်။ယမနီရောက်ကိုယ်စင်ဘက်မှာအာဗရန်အသင်းကနောက်တန်းအစွန်လူစကယ်လီယာကဂျာရီစင်ကိုပင်နယ်တီအေရီယာတွင်းမှာကိုယ်နဲ့တိုက်ပြီးလဲစီခဲ့မှုကြောင့်ပင်နယ်တီရရှိခဲ့ပြီးအဲဒီကနေတဆင့်ခြေပါကိုရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ ဂွေနာဒါလိုဂျီတောင်ရင်းအင်္ဂလန်ကချက်ချင်းပဲဖီနတီပေးခဲ့ပြီးတော့ VR ကဆင်စင်းမှုပြုလုပ်ပြီးနောက်ကွင်းတွင်ဒါလိုဂျီရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြာရီတာကတော့ရောင်းတော့ပြကျွန်တော်စိတ်ပြတ်မိပါတယ်။ကျွန်တော်ပွဲကိုလုံးဝထိန်းချုပ်နိုင်ခဲ့ပါလိမ့်။ဒုတိယပိုင်းမှာလည်းကျွန်တော်လွှမ်းမိုးထားနိုင်ဖို့မျှော်လင့်ထားခဲ့ပါလိမ့်။ဒါပေမဲ့ဒါလိုဂျီကဖီနတီပေးလိုက်တော့ဘာများတတ်နိုင်ပါလိမ့်။ဒီဗရန်ဒီကိုကျွန်တော်15ကြိမ်လောက်ကိုကြည့်ခဲ့ပါလိမ့်။ကျွန်တော်အမိကတော့ပင်နယ်တီလုံးဝကိုမဟုတ်ပါဘူး။အေဗရန်ဒင်းကသူတို့လောက်တာနဲ့ပတ်သက်ပြီးအရန်ကောင်းခဲ့ကြပါလိမ့်။ ကျွန်တော်ပြစ်တဲ့အသေးလေးတွေလုံပြီးအလို့တဲကံမိုးတွေပြီးခဲ့ကြရပါလိမ့်တကယ်တော့ဘာမှ မဟုတ်ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်အေဗရန်နေရဲ့နေပြာကြီးဖြစ်တဲ့မိုယက်စ်ကတော့ကျွန်တော်တော့လုံးဝကိုမကြည့်ခဲ့ပါဘူးဒီတော့ဒါကပင်နတီလားပင်နတီ မဟုတ်ဘူးလားဆိုတော့မပြောနိုင်ပါဘူးလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ယမနီကဝေမှာစရန်သိန်းကထော့ဆက်ရဲ့ဂိုးနဲ့ဘွဲကိုအဆောင်နိုင်ခဲ့တာပဲဖြစ်ပါလိမ့် ပရီးမီးယားလိမှာစကန်လီနဲ့ဟာရီဇင်ပီနယ်တီအရီယာတွင်သိသာတဲ့ထိတွေ့မှုကြောင့် VR ကလည်းစစ်ဆေးပြီးပီနယ်တီပေးခဲ့ခြင်းဖြစ်ကြောင်းကြေညာပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ဗဲဒမြောင်ကိုစင်းနေပြောင်းတမ်းမှာချမ်းသာပြီးဝေးပြန်ဝေးကွာကြပါစေခင်ဗျာ။